အမိန်လာပါဆရာပြောကြမယ်တရင်စကားများအကြံပေးချက်များကိုအံကန်နဲ့နားစင်ကြားရမှာပါအသက်ကိုညံဆောင်ပါတယ်တယောက်နဲ့တယောက်ဖေးမှကူညီကြပါကိုချင်းစာတရားထားကြပါဆရာနာရှင်စနစ်ကိုရင်ထဲအသက်တွေကနေဘာကြောင့်မုံရမယ်ဘာကြောင့်တိုက်ရမယ်ဘာဖြစ်လို့ငါတို့ဟာဒီဆရာနာရှင်စနစ်ကိုဗမာပြည်ထဲမှာမရှိမှရမယ်ဆိုတဲ့အတွေးအခေါ်မျိုးပေါ့ တည်တည်ချာချာသိအောင်လုပ်ပြီးမှဆရာနာရှင်ကိုတိုက်ကြပါလို့ပြောရင်းနဲ့ဒီ like ကိုစပြီးတော့ဖွင့်ပါတယ်အသက်ကိုညံဆောင်ပါတယ်တယောက်နဲ့တယောက်ဖေးမှာကူညီကြပါကိုချင်းစတရားထားကြပါဒီတော့ဗမာပြည်မှာပြောနေကြတယ်ခမည်းတော်တွေပြောနေတာကကိုလှုပ်ချင်တဲ့အခါကြလို့ရှိရင်เนาะကိုလှုပ်ချင်တဲ့အခါကိုဖြစ်ချင်တဲ့အခါကြလို့ရှိရင်ဆရာဆရာကြီးတွေရဲ့စကားလုံးလေးတွေကိုယူပြီးတော့သုံးတယ်ဒေါအောင်ဆန်းစုကြည်တို့လက်ထက်တို့ အပြစ်ခတ်ရဆက်ရေးလှုပ်ချင်တဲ့အချိန်ကာလကြလို့ရှိရင်ခမားတို့ယူသုံးတဲ့စကားရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဆရာကြီးတကုံတရာကပြောခဲ့တယ်နိုင်ငံရေးဆိုတာရန်သူကိုမိတ်ဆွေလှုပ်တာအာခမားအန်ဒီယာလူတွေ88မျိုးဆက်တွေနိုင်ငံရေးသမားတွေသူတို့စစ်တပ်နဲ့ပလူပလဲလှုပ်ချင်တယ်သူတို့စစ်တပ်နဲ့အစဉ်ပြေချင်တဲ့အချိန်တုန်းကသူတို့ယူသုံးတဲ့စကားကိုလေကျွန်တော်အလွတ်အမြဲတမ်းရနေတယ်ဘာလဲဆိုတော့ ငငယ်တွေကကျွန်တော်စာတွေဖတ်တာကိုအိမ်မဆရာကြီးတကုံတရားရဲ့စာအုပ်တို့ပါလို့ကျွန်တော်တို့အိမ်မှာကပတ်စံတာမရှိတာစာအုပ်တွေကအများကြီးပဲရှိတာမောင်ကြီးကြီးညံစာပေလေးလာရေးဆိုပြီးတော့ပါစာအုပ်ပါငှားစာရတဲ့ဘဝမျိုးစစ်တပ်နဲ့ပလူပလဲလှုပ်ချင်တဲ့အချိန်ကာလဒေါ်အောင်ဆန်းစုကြည်ခေတ်ကောင်းတဲ့ကာလ2008အောက်ကိုဝင်ကျင်တဲ့အချိန်ပြောကြတာပြောကြတာယူပြီးတော့ပြောကြတာဆရာကြီးတကုံတရားကပြောသွားတယ် နိုင်ငံရေးဆိုတာရန်သူကိုမိတ်ဆွေလုတာနိုင်ငံရေးဆိုတာရန်သူကိုမိတ်ဆွေလုတာ တကယ်တကယ်တမ်းကျတော့ဆရာကြီးတကုံတရားပြောခဲ့တဲ့အချိန်ကာလခေတ်ကာလတွေကတအားကွဲတယ်ဆရာကြီးတကုံတရားပြောခဲ့တဲ့အချိန်ကဖဆပလမှာကွန်မြူနစ်ကိုခွတ်ထုတ်ပလိုက်တဲ့အချိန်ကွန်မြူနစ်တွေနဲ့เนาะဒီဆိုရှယ်လစ်တွေနဲ့ဗိုလ်ချုပ်အောင်ဆန်းတို့နဲ့ကွဲတဲ့အခါကျတော့ဒီတိုင်းပြည်ကြီးတည်ငြိမ်အောင်လို့ ီတိုင်းပြည်အစဉ်ပြေအောင်လို့เนาะကိုတန်းထွန်းနဲ့เนาะကိုအောင်ဆန်းနဲ့ဆိုတော့လဲတငယ်ချင်းတငယ်ချင်းအပြင်မှာမယားညီရကိုတခင်စိုးတို့နဲ့ဆိုတော့လဲနိုင်ငံရေးလှုပ်ဖော်ကြိုင်ဘက်ဒီဒီလိုဖြစ်တဲ့အခါကျတော့နိုင်ငံရေးဆိုတာရန်သူကိုမိတ်ဆွေလှုပ်တာအယူဝါဒတွေเนาะအယူဝါဒတွေကွဲတဲ့ဟာကိုပြောတာမဟုတ်ဘူးရန်သူကိုမိတ်ဆွေလှုပ်တယ်ဆိုတာကိုအောင်ဆန်းနဲ့တခင်တန်းထုံးနဲ့မျက်နှာချင်းမဆိုင်နိုင်တော့ဘူးရန်သူတွေဖြစ်သွားတယ်။တခင်အောင်ဆန်းနဲ့ သခင်စိုးတော်တွေနဲ့မျက်နှာချင်းမဆိုင်နိုင်တော့ဘူးရန်သူတွေဖြစ်သွားတယ်ဒီအခါမှာဆရာကြီးတကုံတရာရကသူ့ရဲ့တငယ်ချင်းမိတ်ဆွေတွေဖြစ်တဲ့အတွက်နိုင်ငံရေးလှုပ်တဲ့ဆိုတာရန်သူကိုမိတ်ဆွေဖြစ်အောင်လှုပ်တာငါတို့အချင်းချင်းညီညွတ်ရမယ်ဆိုပြီးတော့သူကပြောတာဘောအောင်ဆန်းစုကြည်တို့ကအဲ့ဒီလိုမဟုတ်ဘူးပြည်သူလူထုကိုနှိပ်စက်နေတဲ့စစ်တပ်နဲ့နော်88မျိုးဆက်တွေဆိုတာပြည်သူလူထုကိုနှိပ်စက်နေတဲ့စစ်တပ်နဲ့ သူတို့အခွေရဲတို့သူတို့အာနာတို့သူတို့ဟာသူတို့ဖြစ်ချင်တဲ့အခါကျတော့ဆရာကြီးတကုံတရားပြောခဲ့တဲ့ရှေ့เจ้าနေနောက်เจ้าနေအဲ့ဒါတွေကိုခစ်တယ်သမိုင်းတွေပါထဲမတွက်တော့ပဲနဲ့သူတို့ပြောချင်တဲ့စာเจ้าလေးတเจ้าကိုယူလာဆရာကြီးတကုံတရားကိုလူတွေအကုန်လုံးကလေးစားတဲ့အခါကျတော့တကုံတရားရဲ့နာမည်ကိုတတ်ပြီးတော့နိုင်ငံရေးလုပ်တယ်ဆိုတာရန်သူကိုမိတ်ဆွေဖွဲ့တယ်ဆိုပြီးစစ်တပ်နဲ့ပေါင်းပြီးတော့လှုပ်သွားဒီစကားကကျွန်တော်ဘာဖြစ်လို့ပြောချင်တာလဲဆိုတော့အခု အမှုပညာရှင်တွေပေါ့နေတိုးတို့เนาะရှင်းသမျလူတွေအကုန်လုံးပေါ့ချူးချူးတို့ဘလူတို့ပေါ့ဗျာအကုန်လုံးပေါ့ပြောသွားတယ်တစ်ချိန်လုံးကလူမင်းတို့ဆိုတာလေတစ်ချိန်လုံးကလူမင်းလူမင်းဆိုပြီးတော့ဘောအောင်ဆန်းစုကြည်နားမှာအခုနောက်ဆုံးဆန္ဒပြပွဲမှာမှပါလာတဲ့ဒေါ်အောင်ဆန်းစုကြည်အစိုးရဖြစ်တော့မှလူမင်းလူမင်းဆိုတာတစ်ချိန်လုံးကအခုလိုမျိုးပဲ policy ကားတွေ စစ်တပ်နဲ့ပေါင်းပြီးတော့လူမင်းတို့တွေလည်းဝါဒဖြန့်ခဲ့တာအခုမှဒေါအောင်ဆန်းစုကြည်နားမှာရှိနေတဲ့လူမင်းတို့ဆိုတာလည်းတစ်ချိန်လုံးကဝါဒဖြန့်ခဲ့တာသူတို့အတိတရားရသွားတယ်သူတို့နေရာရမယ့်အခါကြလို့ရှိလို့ရှိကိုဘက်ကအင်အားကြီးလာလိုက်ကျွန်တော်ပြောချင်တာကကိုဘက်ကအင်အားကြီးလာလိုက်ကိုဘက်ကနိုင်တဲ့ပုံစံဖြစ်လာလိုက် ။တန်းရွှေတပည့်တန်းရွှေမိန်းမနဲ့ပါညားနေတဲ့လူမင်းကလည်းဒေါ်စုနာကိုရောက်လာတယ်။အဲ့ဒါငါကျွန်တော်ပြောနေတာအဲ့ဒါတွေအကုန်လုံးကပုံမြင်တစ်ခုမှမပါဘူးနော်။ကျွန်တော်ပြောနေတာတကယ်လက်တွေ့ကိုပြောတာခမားတို့အခုဒီမှာရှိနေတဲ့စီလူဘူးခရီးရဲ့တတိယရတယ်။ခမားတို့ကိုကျွန်တော်ပြောနေတာအခုအသက်30လောက်ရှိတဲ့လူတွေဆိုလို့ရှိရင်အသက်30နဲ့50 60ကျော်မှရှိတဲ့လူတွေဆိုသွားကြည့်လိုက် တန်းရွှေခိခေညွန့်ခိစောဩဇာဘယ်လိုပြောမလဲအဲ့ဒီလူတွေခိအဆက်ဆက်မှာလူမင်းကဝါရပြန်ကြည့်ဧကားတွေအကုန်ရိုက်ခဲ့တာကျွန်တော်တို့တော်လိုက်ရဲ့ဘက်ကနိုင်တဲ့အခါကျတော့လူမင်းကအမေစုခေါ်ပြီးတော့ထိုင်မှာရှစ်ခိုးပြီးတော့နောက်ဆုံးအဖမ်းခံရတဲ့အထိပါကိုယ့်ဘက်မှာပါလာတယ်အခုလေကျွန်တော်တို့ကနိုင်အောင်တိုက်ကြည့်ပါလားကျွန်တော်တို့အစိုးရဖြစ်ကြည့်ပါလားနေတော့တဲ့ချူးချူးတွေသွားပြောနေကြမလို့ကိုယ့်ဘက်ကိုပါလာမှာ ီတော့သူတို့ကသူတို့ကသူတို့လဲတယ်လို့လှုပ်ရှားနေတယ်ပြောနေတယ်ဆိုတဲ့အခါမှာသူတို့ဘက်မှာနေတိုးရှိတယ်ငါတို့ဘက်မှာမင်းမော့ခွန်းရှိတာပဲငါတို့ဘက်မှာဒေါင်းရှိတာပဲငါတို့ဘက်မှာခရစ်စတီနာခီတို့ငါတို့ဘက်မှာခရစ်ဟိုဇန်ကိုဇန်ခီတို့ရှိနေတာပဲသူတို့ဝါဒဖြန့်တယ်လို့ငါတို့ကတော့လှုပ်လို့မရဘူးလားဒီခေတ်ကြီးမှာဘသူကမှရုပ်ရှင်ုံသွားကြည့်နေတာမဟုတ်ဘူး တီကီကြီးမှဘယ်သူမှရောက်ရှိအောင်သွားကြည့်နေတာမဟုတ်ဘူးကျွန်တော်တို့ဘက်ကနေပြီးတော့ဒေါင်းတို့မင်းမော်ကွန်းတို့เนาะအစောတော်ဆိုလို့ရှိရင်လည်းဘယ်သူလဲဟိုမှာနာမည်တွေတောင်ပဲဖြူဖြူကြော်သိန်းတို့ဒီလူတွေနဲ့ကျွန်တော်တို့ကတည်တည်ချာချာပြည်သူလူထုကိုတည်တည်ချာချာပြည်သူလူထုကိုပညာပေးတဲ့ကားတွေပြည်သူလူထုကိုအသိပညာပေးတဲ့ရုပ်ရှင်မျိုးတွေကျွန်တော်တို့ရိုက်နိုင်ပြီဟဲ့ဆိုလို့ရှိရင်လည်း ျွန်တော်တို့ကလည်းပြည်သူလူထုကိုနော်ပြည်သူလူထုကိုကျွန်တော်တို့ကလည်းစစ်တပ်လိုပဲကျွန်တော်တို့ဝါဒဖြန့်နိုင်တာပေါ့အခုကြတော့သူများကဝါဒဖြန့်နေကိုကဝါဒမဖြန့်မင်းနဲ့ကိုကလိုက်ဆဲနေတယ်ဗမာပြည်မှာပုဂ္ဂိုလ်ခင်မတရားမင်လာနေတော့ဘာလို့လို့နေတော့ကိုကြိုက်တဲ့လူတွေရှိတယ်နေတော့ပါလို့လို့နေတော့ကိုကြိုက်တဲ့လူတွေရှိတယ်ဆိုင်ဆိုင်ခံခံ ဆိုင်ဆိုင်ခန်းလိုက်ဘာလို့လို့ဆိုင်ဆိုင်ခန်းလိုက်ကိုကြိုက်တဲ့သူတွေရှိတယ်ခမားတို့တွေအလူတကာကိုလိုက်ပြီးတော့အထင်မလွဲနဲ့နေရွှေသွေးအောင်နဲ့အာဇာနီနဲ့ကညီရကိုလိုခင်တာနေရွှေသွေးအောင်နဲ့အာဇာနီနဲ့ကတိတိချာချာမိတ်ဆွေညီရကိုလိုပေါင်းတာဟောဒါပေမဲ့တော်လန်ရဲကြီးဖြစ်လာတဲ့အခါကျတော့အာဇာနီကကျွန်တော်တို့ဘက်ကိုပါလာတယ်သူကသူရိုးရိုးသားသားနဲ့အမေရိကမှာနော် ကားမောင်းပြီးတော့သူစားတယ်အာဇာနီလဲသူလှုပ်ချင်တာပေါ့သူ့ဘက်မှာမိသားစုတွေရှိနေတယ်ဗမာပြည်ထဲကမိသားစုတွေလဲသူငဲ့ရင်ငဲ့ရမယ်နော်အမေရိကန်မှာရှိနေတယ်သူ့မိသားစုကိုလဲငဲ့ရင်ငဲ့ရမယ်ဒီလိုမျိုးပေါ့ခမရတို့ကအခုဖြစ်နေတဲ့ပြဿနာတွေအကုန်လုံးကခမရတို့နဲ့မတည်ဘူးခမရတို့နဲ့အယူဝါဒမတူဘူးခမရတို့နဲ့ဟိုစိတ်ခမရတို့စိတ်ထဲမှာမတွေ့ဘူး ဒီကောင်ကတော့မကြိုးဘူးဆိုလို့ရှိရင်ခေါ်ရိုက်ချင်တဲ့စိတ်ဓာတ်မျိုးနဲ့တော့ဘလို့သွားလို့ရမှာလဲဗျာအဲ့ဒါကတော်လန်ရဲမှမဟုတ်ဘူးနော်ဘယ်ကဘာမှမနေလို့မရတဲ့ကိစ္စခင်ဗျားတို့ကိုကျွန်တော်ပြောပြမယ်ခင်ဗျားတို့လူတွေကိုကျင်တယ်တို့လူတွေကိုဖြစ်တယ်တို့ဆိုတာဗမာပြည်မှာလူတွေကကိုယ်အတိုင်းဝိုင်းနဲ့ကိုနေကြတာဗမာလူမျိုးတွေကနော်ကိုယ်အတိုင်းဝိုင်းနဲ့ကိုနေကြတာခင်ဗျားတို့ဥပမာတစ်ခုကျွန်တော်ပြောပြမယ်တကယ်ဖြစ်ရမှာ အော်စတြေးလျမှာအော်စတြေးလျပေါ့အော်စတြေးလျအခုဗမာတွေအများစုနေတဲ့နိုင်ငံဗမာတွေအများစုရှိတဲ့နိုင်ငံပါပိုက်ကောင်တွေရှိတဲ့နိုင်ငံမှာငွေဦးဒေါ်လာရေးစဖြစ်တဲ့အခါ social punishment ဆိုပြီးတော့စစ်ဘုသားသမီးတွေကိုခမားတို့တွေပြဿနာရှာတယ်လေသူများနိုင်ငံမှာတွားပြီး social punishment ဆိုပြီးတော့အခုဟို မွတ်စလင်တွေလုတ်တယ်လို့ပေါ့ဗျာမွတ်စလင်တွေလူခွင့်ရေးတွေလုတ်တယ်လို့ပေါ့အမေရိကမှာနေတဲ့ဥရောပမှာနေပြီးတော့ဂျူးတွေကိုတွားပြီးတော့ရိုက်တာတို့နှက်တာတို့စော်ကားတာတို့လုတ်တယ်လို့မျိုးပေါ့ဗျာအုပ်စုကောင်းရင်လုတ်တယ်လို့မျိုးလုတ်တာပေါ့ငွေဥဒေါ်လာရေးအစမှာအော်စတြေးလျမှာရှိတဲ့စစ်ဘိုလ်စစ်သားသားသမီးတွေကိုဆိုရှယ်ပနိရှမန့်ဆိုပြီးတော့ခင်ဗျားတို့တွေတွားပြီးတော့စော်ကားတယ်လုတ်တယ်ပြောတယ်နော်သူ့နိုင်ငံဥပဒေကိုကြော်ပြီးတော့ခင်ဗျားတို့တွေလုတ်တယ်အဲ့ဒီကလူတွေလည်းပြန်လဲတိုင်လဲတိုင်ရောဗမာလူခွေရေးသမားတို့ ဗမာတော်လိုင်းရဲ့သမားတို့ပြောတဲ့လူတွေအကုန်လုံးကလူအခွင့်အရေးကိုချိုးဖောက်တဲ့သူတွေဖြစ်ကုန်ကုန်အဲ့ဒါကဩစတြေးလျနိုင်ငံတခုတည်းလားမဟုတ်ဘူးဂျပန်မှာလည်းနော်တက္ကသိုလ်လာတက်တဲ့မိန်းကလေးတယောက်သူ့အဖေကစစ်ဘုအဖြစ်မဲ့သူ့အဖေကဘာဖြစ်မဲ့အဲ့ဒါကိုသွားပြီးတော့ social punishment လုပ်တယ်ဆိုပြီးတော့လုပ်ကုန်ဟောဂျပန်မှာအဲ့ဂျပန်မှာကြောက်တတ်တဲ့ကောင်မလေးကသူ့ကိုဂျပန်နိုင်ငံရဲ့ဥပဒေကိုချိုးဖောက်ပြီးတော့ဗမာတွေကသူ့ကိုဗမာတီတော်လှန်ရေးသမားတွေကသူ့ကိုဒီလိုလုပ်ပါတယ်ဆိုတော့ ကျွန်တော်တို့ဗမာအတိုင်းဝိုင်းတော်လန်ရဲဖွဲ့အစည်းတွေအကုန်လုံးကလူခွေရဲချိုးပေါက်တဲ့ကောင်တွေဖြစ်နော်ဟိုအညိုတဲကြီးတဲ့ကောင်တွေဖြစ်လူတွေကိုစော်ကားတဲ့လူတွေဖြစ်ဆိုပြီးတော့အဲ့လိုဖြစ်ကုန်တဲ့ဟာတွေခင်ဗျားတို့ချက်ချင်းမေ့သွားပြီလားဒါတော်လန်ရဲ၅နှစ်အစပိုင်းမှာနော်ခင်ဗျားတို့ဩစတြေးလျမှာလည်းအဲ့လိုမျိုးသူဩစတြေးလျနိုင်ငံရဲ့ဥပဒေတွေချိုးပေါက်ပြီးတော့ social punishment ဆိုပြီးတော့ခင်ဗျားတို့လုံချင်တာလုံ ဂျပန်မှာလဲနော်ခင်ဗျားတို့နဲ့မတဲ့တဲ့လူဆိုလို့ရှိရင် social punishment ဆိုပြီးတော့ခင်ဗျားတို့လှုပ်ချင်တာလှုပ်ကျွန်တော်ပြောချင်တဲ့ကိစ္စကဘာလဲဆိုတော့ခင်ဗျားတို့ကခင်ဗျားတို့စစ်တပ်နဲ့ပတ်သက်လာတဲ့အတိုင်းအဝိုင်းကြရင်ခင်ဗျားတို့အယမ်းခွင့်လွတ်တယ်ကတော့ဗာရဲ့ကိုကိုပြောရင်ပန်ဆဲလို့ကနော်ပန်ဆဲလို့ကမိမျိုးစစ်တပ်တပ်ကြီးမှာသွားပြီးတော့စစ်သားတွေနဲ့ဖက်ရန်နှန်းရှုံပြီးတော့လာပြီးတော့ဖြစ်လာတဲ့အခါကျတော့ပန်ဆဲလို့ကိုခင်ဗျားတို့ခွင့်လွတ် စစ်ဘုတ်တယောက်ကနော်သူ့ဟာသူပြဿနာတက်လာပြီးတော့ကိုရှိရောက်လာတဲ့အခါကျရင်ခွတ်လွတ်သူ့ဟာသူအေးအေးဆေးဆေးနေပြီးတော့သူ့အမြင်သူလှုပ်တယ်သူ့သဘောသူဆောင်တဲ့လူကြတော့ခမားတို့အကုန်လုံးကိုရန်လိုက်လို့ခမားတို့ကိုကျွန်တော်အခုမေးကျင်တာရှိတယ်အန်ယူဂျီဘယ်လိုပြောမလဲမေးကျင်တဲ့ကိစ္စဆိုတော့ဒေါအောင်ဆန်းစုကြည်ကဖျားလား တော်အောင်ဆန်းစုကြည်ကဖျားလားဖျားပြင်းအောင်မှเนาะဗုဒ္ဓဘာသာကိုးကွယ်တဲ့လူရှိတယ်ခရစ်စတန်ကိုးကွယ်တဲ့လူရှိတယ်အစ္စလာမ်ကိုးကွယ်တဲ့လူရှိတယ်တော်အောင်ဆန်းစုကြည်ကဖျားလည်းမဟုတ်ဘူးဗမာပြည်မှာနိုင်ငံရေးအဖွဲ့အစည်းတစ်ခုရဲ့ခေါင်းဆောင်ခမည်းတော်ခေါင်းဆောင်ကိုခမည်းတော်ကိုးကွယ်ခွင့်ရှိတယ်ခမည်းတော်ခေါင်းဆောင်နောက်ကိုခမည်းတော်လိုက်ခွင့်ရှိတယ်အဲ့ဒီလိုပဲကချင်တွေကလည်းသူတို့ကချင်ခေါင်းဆောင်နောက်ကိုလိုက်ခွင့်ရှိတယ် ရခိုင်တွေကလည်းရခိုင်ကောင်းဆောင်နောက်ကိုလိုက်ခွင့်ရှိတန်အန်းဘလောင်တွေကလည်းတန်အန်းဘလောင်ကောင်းဆောင်တွေနောက်ကိုလိုက်ခွင့်ရှိအခုကခမရတို့ကကချင်နေကဘိုးချုပ်ဘွမ်မော်ကိုလေးစားတဲ့ဟေးဆိုရင်ငါတို့ရန်သူဖြစ်ပြန်ဟောတော်ကြကြရင်ခမရတို့ဘိုးချုပ်ဘွမ်မော်ကိုဆဲပြန်ဟောဟာတော်ကြကြရင်ထုံးမြတ်နိုင်ကိုဆဲပြန်ဟောဟာတော်ကြကြရင်တာတာအိုင်ဖုန်းတို့တာဖုန်းတာဖုန်းကျော်တို့ကိုဆဲပြန်ဟောအခုဖြစ်နေတာက ခမားတို့ကိုယ်တိုင်ကြတော့ခမားတို့ဘာလုံနိုင်လဲခမားတို့ကြတော့ခမားတို့ကိုယ်တိုင်ဘာလုံနိုင်လဲအခုဒီဒေါ်လာရေးကြီးဖြစ်လာတယ်အန်နီရီယလူတွေရွတ်ရွတ်ချွတ်ချွတ်နဲ့ရှေ့ရနေထွက်ပြီးတော့ဥဆောင်တာမဟုတ်ဘူးကြော်ကိုကိုတို့နော်ဒေါက်တာတေဇာဆန်းတို့နော်ဤသင်္ဇာမောင်တို့ဒီလိုလူမျိုးတွေကထွက်ပြီးတော့ဥဆောင်လာတာသူတို့နောက်မှာမှ NLD ထဲမှာဟိုဘလို့ဘ ਹੁ ကောမဒီတွေကိုမကြိုက်တဲ့သူတို့ အနေရီလူငယ်တွေကနောက်ကလိုက်လာတာဒီဒေါ်လာရေးမှပြောရင်တော့ပြောစရာတွေအများကြီးပေါ့အနေရီကိုထောက်ခံတဲ့လူတွေကဆန္ဒပြတဲ့လူတွေကိုကျွေးတာမွေးတာ ရေတိုက်တာရှိတဲ့အခါမင်းတို့ဒေါ်လာရေးကအနေရီနဲ့ကင်းလာပြောရင်အဲ့ဒါတော့ဘယ်ကင်းမလဲဗျာဗမာပြည်တပြည်လုံးမှာရှိတဲ့ဗမာအများစုကအနေရီကို ထောက်ခံတာလေအနေရီကိုထောက်ခံတဲ့သူတွေက ဒီတော်လန်ရေးကြီးမှာဆန္ဒပြတဲ့လူတွေကိုရေတိုက်တာတို့မုတ်ကျွေးတာတို့ငွေကြေးထောက်ပံ့တာတို့အဲ့ဒါတွေပြောရင်ဒီတော်လန်ရေးရတော့ NLD နဲ့ဘယ်ကင်းမှာမလဲသို့တော်ဖြစ်နေတာကတကယ်တကယ်တမ်းကျွန်တော်တို့စကားပြောရင် NLD အစ်စ်တွေပေါ့တကယ် NLD ထဲမှာကိုကျိုးစွန်းအနစ်နာခံတဲ့လူတွေနဲ့စကားပြောရင်ဘာမှပြဿနာမရှိဘူးဘာမှညမှန်းမသိဘဲနဲ့ ဒေါဖနဒေါဖနဆိုပြီးတော့ကတော့ပါရဲ့ဒေါဖနကြိုက်လို့ဟိုဒေါဖနစီးတဲ့လူကတချင်းထဲမှာပါလို့ဆိုပြီးတော့အဲ့လိုလူမျိုးတွေကပြဿနာတက်နေတယ်တကယ်တကယ်တမ်းပြောရင်ကျွန်တော်ပုံမှန်လေးပြောတာကျွန်တော်တို့အောင်ပြင်ကြည့်လိုက်ဟဲ့နေတို့လာခဲ့နေတချင်းဆိုပေးပြောနေတို့ကဆိုပေးတယ်နောက်တစ်ချက်ကခမားတို့ကိုပြောတာကိုတော်လန်ရေးကိုနိုင်အောင်လုပ်နေတို့တွေချူးချူးတွေဟို အောင်ခိုင်းနေသိတယ်မလားဒိန်းတောင်နေကိုသွားပြီးတော့ပြောမနေတဲ့အရိကောင်နေအခုစားတော့နေတဲ့ဟာတွေအကုန်လုံးကတော်လန်ရင်အောင်မြင်သွားလို့ရှိရင်ပြည်သူလူထုကိုနော်ဘယ်လိုပြောမလဲပြည်သူလူထုကိုဟိုဘယ်လိုပြောမလဲဥနောက်ကိုဘယ်လိုပြောမလဲပြည်ဟိုဖြက်စည်းတာပေါ့ဗျာကျွန်တော်တို့ကြိုက်တယ်လို့ဥပဒေတက်ပြီးတော့နေတိုးကိုလည်းဖမ်းလို့ရတယ်ချူးချူးလည်းဖမ်းလို့ရတယ်အောင်ခိုင်လည်းဖမ်းလို့ရတယ်ဒိတ်တောင်လည်းဖမ်းလို့ရတယ် ခမရိုးနိုင်ငံရေးလုတ်ပြီးဟဲ့ဆိုရင်မင်းအောင်နိုင်ဆိုတဲ့ကောင်လဲပြည်သူပဲဆိုတဲ့အပီမျိုးခမရိုးထည့်ထားဖို့လိုတယ်နိုင်ငံရေးလုတ်ပြီးဟဲ့ဆိုလို့ရှိရင်နော်မင်းအောင်နိုင်ဆိုတဲ့ကောင်လဲပြည်သူပဲကောင်းတဲ့ကောင်လဲပြည်သူပဲ မကောင်းတဲ့ကောင်လဲပြည်သူပဲမင်းအောင်နိုင်ဆိုတဲ့ကောင်လဲပြည်သူပဲစိုးဝင်းဆိုတဲ့ကောင်လဲပြည်သူပဲခီဆိုတဲ့ကောင်လဲပြည်သူပဲကြံဖို့တယ်လဲပြည်သူပဲ မဘာသားတွေလည်းပြည်သူပဲအေးဒီကောင်တွေဟာပြည်သူတော့မှန်တယ်ဒါပေမဲ့သူတို့တွေကရာဇဝတ်မှုကိုကျူးလွန်တယ်သူတို့တွေကဘယ်ဟာတွေဘယ်အမှုတွေမှာဘယ်ပြစ်မှုတွေမှာဘယ်ရာဇဝတ်မှုတွေမှာကျူးလွန်တယ်ခွင့်လွတ်လို့ရတဲ့အမှုရှိတယ်ခွင့်လွတ်လို့ခွင့်လွတ်လို့မရတဲ့အမှုရှိတယ်ထိုက်တဲ့နဲ့အပေါ်မှာမူတည်ပြီးတော့ပြည်သူတော့မှန်တယ်မင်းတို့အပြစ်ကျူးလွန်တဲ့အတွက်ငါတို့ကအရေးယူရမယ်ဒီလိုမျိုးနဲ့သွားဖို့လိုတယ်အဲ့ဒီလိုမဟုတ်ဘဲနဲ့ အန်ရီကိုထောက်ခံတဲ့လူမှဒေါအောင်ဆန်းစုကြည်ကိုထောက်ခံတဲ့လူမှပြည်သူလို့သတ်မှတ်ပြီးဟဲ့ဆိုရင် ခမားတို့ကိုယ်တိုင်ကအကုန်လုံးကိုလိုက်ခွဲနေတာခမားတို့ကိုယ်တိုင်ကမကွဲကွဲအောင်လုပ်နေတာခမားတို့နားလည်ဖို့လိုတယ်အန်အန်တီစုစုမြရဲ့တတိယအဲ့တော့အခုပြောနေတာဟာကျွန်တော်လာပြောတယ်ကျွန်တော်ကြိုက်တယ်လို့ပြောလို့ရတယ်ဒီကောင်ကနေတိုးကိုဖားတယ်လို့ နော်ဒီကောင်ကချွတ်ချူကိုကြိုက်တယ်လို့ခင်ဗျားတို့ကြိုက်တယ်လို့ဖားဟိုပြောလို့ရတယ်ဆိုလို့ရတယ်ကျွန်တော်ပြောချင်တာကသူတို့ဘက်မှာနေတိုးရှိသူတို့ဘက်မှာချွတ်ချူရှိကျွန်တော်တို့ဘက်မှာဒေါင်းရှိတယ်ကျွန်တော်တို့ဘက်မှာမင်းကမောက်ကုန်းရှိတယ်ကျွန်တော်တို့ဘက်မှာဖြူဖြူကြော်သိမ်းရှိတယ်ကျွန်တော်တို့ဘက်မှာကိုဇန်ခီတို့ရှိတယ်ကျွန်တော်တို့ဘက်မှာကိုဒါရိုက်တာကိုပေါ့ရှိကျွန်တော်တို့ကသူတို့လို့ဘာလို့မလုံနိုင်တာလဲကျွန်တော်တို့ကသူတို့လို့ဘာလို့မလုံနိုင်တာလဲ ကျွန်တော်တို့ကသူတို့လိုဘာဖြစ်လို့ပြည်သူလူထုကိုချမပြနိုင်တာလဲကျွန်တော်တို့ကဘာကြောင့်မလုပ်တာလဲပွပွလင်းလင်းပြောရင်ကျွန်တော်တို့ဘက်ကသာလုပ်မယ်ဟေးဆိုဟောလိဝုဒ်ကမီရှဲယိုလိုမျိုးပေါ့ဒေါ်အောင်ဆန်းစုကြည်ကိုလေးစားတဲ့မင်းသမီးလိုမျိုးတောင်ကျွန်တော်တို့သွားပြီးတော့အကူအညီတောင်းလို့ရအင်ဂျလီနာဂျိုလီလိုအမျိုးသမီးတောင်ကျွန်တော်တို့သွားပြီးတော့အကူအညီတောင်းလို့ရဒါပေမဲ့ကိုယ့်ဘက်ကမဟုတ်တာလုပ်လို့ရှိရင်တော့မီရှဲတို့လည်းလာပြီးတော့မကူညီဘူး အေဂျလီနာဂျိုလီလည်းလာပြီးတော့မကူညီဘူးအခု YouTube ကဘိုနိုတော်မှကျွန်တော်တို့တော်လန်ရေးဆိုမသိကြအောင်ဆောင်သွားပြီဒီတော့ခင်ဗျားတို့ကိုကျွန်တော်ပြောချင်တာအဲ့ဒါပဲဒီတော့ခင်ဗျားတို့ကပြောတယ်နေတိုးမင်းကဖားနေတယ်အာနေဒီကောင်ကတွေ့နေတိုးဖားတယ်နေတိုးဘောမှာငါနေတိုးလည်းမဖားဘူးနေတိုးဖားတော့ဘာဖြစ်လဲဥပမာငါငါဖားခွင့်ရှိလို့ငါဖားတယ်ကွာဘာဖြစ်လဲ ချူချူကိုလည်းငါကြိုက်ခွင့်ရှိလို့ကြိုက်တယ်ကွာငါငါသဘောနဲ့ငါငါလုပ်တယ်ဘာဖြစ်လဲမင်းတို့အခုပြောနေတာသူတို့ဘက်ကနေတိုးရှိငါတို့ဘက်မှာမင်းမော့ခွင့်ရှိတယ်သူတို့ဘက်မှာချူးရှိတယ်ဆိုငါတို့ဘက်မှာဖြူဖြူကြော်သိမ်းရှိဒီတော့ပြောစရာဖြစ်လာတာက နေတိုးလူပိုကြိုက်ပြီးတော့မင်းတို့ပြောနေတဲ့ကိုတောင်းကိုကြိုက်တဲ့လူသိမရှိတာလားဒါဆိုရင် ပြဿနာရှိနေပြီဒါဆိုရင်ပြဿနာရှိနေပြီနေတိုးပြောတာပေါက်တယ်မင်းမောကွန်ပြောတာမပေါက်ဘူးဆိုဆိုရင်ပြဿနာရှိနေပြီနေတိုးနောက်မှာပြည်သူဝရှိတယ်မင်းမောကွန်နောက်မှာပြည်သူဝမရှိဘူးဟဲ့ဆိုရင်အဲ့ဒါပြဿနာရှိနေပြီ မင်းတို့ပြောနေတဲ့နိုင်ငံရေးရေချိန်မြင့်ပါတယ်ဆိုတဲ့ပြည်သူကြီးကနေတိုးနောက်မှာရှိပြီးတော့မင်းမော်ကုန်းနောက်မှာလည်းမရှိဘူးဒေါင်းနောက်မှာလည်းမရှိဘူးကိုဇန်ခီနောက်မှာလည်းမရှိဘူးဟိုခရစ်စီနာခီနောက်မှာလည်းမရှိဘူးဖြူဖြူကျော်သိန်းနောက်မှာမရှိဘူးဆိုရင်အဲ့ဒါပြဿနာရှိနေပြီဒါကြောင့်မလို့သူများလုပ်တဲ့ကိစ္စငါတို့ကသူများထက်ပိုပြီးတော့ပြည်သူလူထုကိုအသိပညာပေးနိုင်တယ်ငါတို့ကအမှုပညာနဲ့ခြားပြနိုင်တယ် ငါတို့ကဘာဖြစ်တယ်ပိုင်ဖြိုးသူပေါ့ဥပမာဒီတော့မင်းတို့ဖြစ်နေတာကငါတို့ရန်သူကမင်းအောင်လိုင်လားနေတိုးလားနေတိုးဆိုတဲ့လူကလည်းမင်းအောင်လိုင်ခိုင်းလို့လုံးလို့ရတာမင်းအောင်လိုင်ခွင်ပေးလို့လုံးလို့ရတာမင်းတို့တကယ်တကယ်ပြောရင်နေတိုးတဲ့စားလို့ရှိရင်မင်းတို့ယုံလေးကိုမင်းတို့ဘာပြောရဲလဲယုံလေးကိုမင်းတို့ခြာရဲလားယုံလေးကိုမင်းတို့လုံရဲလားတကယ်ဟုတ် ပြောလို့ရှိရင်နေတိုးတိုးတဲ့စားလို့ရှိရင်ပြည်သူလူထုကိုဒုက္ခပေးနေတဲ့ကောင်တွေကယုံလေးလို့ကောင်မျိုးတွေဂိုင်းစားလို့ဖွဲလိုက်လှိုင်းတရားမှာလူမိုက်ဖွဲလိုက်ဒီလိုမျိုးလုပ်နေတဲ့ကောင်တွေကြတော့မင်းတို့ဘာမှမလုပ်ဘူးငါဘယ်သူဘက်ကိုမှလိုက်ပြောနေတာမဟုတ်ဘူးမင်းတို့တွေကမင်းတို့ကြိုက်တဲ့လူကြရင်ဟိုဘယ်လိုပြောမလဲဆိုတော့အခွင့်အရေးကိုနှစ်ခါသုံးခါပေးထားလို့ငါတို့ကဒေါ်အောင်ဆန်းစုကြည်နားမှာစစ်တပ်ကကောင်တွေရောက်လာတာမကြိုက်ဘူး တက်တက်ခန့်ရောက်လာတာမကြိုက်ဘူးကျော်စီရတော့ရောက်လာတာမကြိုက်ဘူးငါတို့ပြောတဲ့အချိန်မင်းတို့ဘာပြောထားလဲနိုင်ငံရေးဆိုတာရန်သူကိုမိတ်ဆွေလောက်တာတက်တက်ခန့်ကြီးလဲလာပါဖြိုးမင်းသိမ့်လဲလာပါဥကျော်စီရလဲလာပါဥွှေမိုင်းကြီးလဲလာပါမင်းတို့ပဲအကုန်ခေါ်တာပြောဖို့မင်းတို့ခေါင်းဆောင်မှာပြောသေးတယ်သစ်ခုတ်သမားမလို့တော့ဘူးပပုတွေထုနေတာမင်းတို့ကိုပြောတဲ့စကားတွေလဲကိုမှတ်မိရော အခုရွေးကောက်ပွဲလုပ်တယ်မင်းတို့ဒီရွေးကောက်ပွဲကိုဖျက်ဖို့ဆိုပြီးတော့မင်းတို့ဘာမှလည်းမင်းတို့အားအားထိုက်အားဆိုင်တာမရှိဘူးဟုတ်ပြီရွေးကောက်ပွဲကမဖြစ်ဘူးဆိုလို့ရှိရင်ဒီရွေးကောက်ပွဲကဘာတွေစိုးကြိုးရှိတယ်ဘာတွေဖြစ်တယ်ဆိုတာကိုယ့်ဘက်မှာကွာမင်းသားတွေများနေတာကိုယ့်ဘက်မှာကွာအမှုပညာရှင်တွေများနေတာကိုယ့်ဘက်မှာကွာတကယ်ထိတ်ထိတ်ကျဲတွေများနေတာငါတို့ကဘာလို့မလုံနိုင်တာလဲငါတို့ဘာလို့မလုံတာလဲ ကိုဘက်ကိုကိုမေကွန်းလေးပြန်မေးကြည့်ပါဦးကိုဘက်ကိုကိုပြန်ပြီးတော့မေကွန်းမေးကြည့်ပါဦးသူများကိုလက်ညှိုးတစ်ချောင်းထိုးရင်ကိုဘက်ကိုလက်ညှိုးက၃ချောင်းလောက်ဖြစ်တယ်ငင်းညာလက်မဘေးကိုချော်ထိုးထားလို့ကိုဘက်ကိုလက်ညှိုး၃ချောင်းမင်းတို့အန်ယူကြည့်မင်းတို့ပြန်ကြားရေးနော်ကိုနေဖုံးလက်တို့နော်မင်းတို့ဘာဒီလုံနေတာလဲအဲ့တော့ကျွန်တော်ပြောချင်တာကကိုဘက်မှာလူတွေရှိတယ်ကိုဘက်မှာဆွမ်းအားတွေရှိတယ် ကိုယ့်ဘက်မှာစွမ်းအင်းနေရှိတယ်ကိုယ့်ဘက်မှာလူသားရင်းမြစ်ရှိတယ်ကိုယ့်ဘက်မှာအကုန်ရှိတယ်နောက်ဆုံးကုတ်ကုတ်ပြောရင်မောင်ဆောင်ခါကဗျာရဲပေါ့ကွာနော်နောက်တစ်ယောက်ကဟိုဖြူဖြူကြော်သိမ်းရအဲ့ကဗျာရွတ်ပေါ့လှုပ်လို့ရတာပဲကွာဖြူဖြူကြော်သိမ်းရုံလဲလူငယ်တွေကြိုက်တာပဲပြည်သူတွေကြိုက်တာပဲအဲ့တော့ပြန်ပြီးတော့မေးကြည့်ပါဦးမင်းတို့ကိုယ်တိုင်ကအခုကရန်သူပြအောင်လုပ်နေတာလားမင်းအောင်လိုက်ကိုဖျောက်ပြီးတော့ နေတော့ပဲရန်ရှားနေတာလားကျူးကိုပဲရန်ရှားနေတာလားမင်းတို့တွေလှုပ်ခဲလို့ဩစတြေးလျမှာလည်းဗမာတွေနာမည်ပြက်ပြီးဂျပန်မှာလည်းဗမာတွေနာမည်ပြက်ပြီးတော်လန်ရဲသမားတွေလူခုရဲသမားတွေရပါလူခုရဲချိုးဖောက်တဲ့ကောင်တွေဖြစ်သွားတယ်တော်လန်ရဲသမားတွေရပါလူတယောက်ကိုနှိမ်တဲ့ကောင်တွေဖြစ်ကုန်တယ်မင်းတို့တွေလှုပ်တာနော်မင်းတို့တွေစိတ်ကူးရှိသမျှကိုမင်းတို့ကမင်းတို့လှုပ်ချင်တာလှုပ်တာနော်ခံရတော့အကုန်ခံရတာနော် မင်းတို့ဗမာဒေါ်လာရေးအတွက်လေနိုင်ငံတွေဘလောက်ပေးထားလဲဆိုတဲ့ကိစ္စကိုပြောမယ်မင်းတို့ထင်းနေတာပတ်စံကြီးရော့အင်းဆိုပြီးပေးမှမင်းတို့ကပတ်စံပေးတယ်ထင်းနေတာငင်းကြအောင်ပြောပြမယ်ဖင်လန်နိုင်ငံမှာဖင်လန်နိုင်ငံမှာဗမာအပြည်ကຫນွေဦးဒေါ်လာရေးဖြစ်တဲ့အချိန်ဖင်လန်နိုင်ငံရဲ့ပါလီမန်မှာသုံးရက်ဇက်တိုက်ဗမာပြည်အကြောင်းကိုဆွေးနွေးတာဖင်လန်နိုင်ငံရဲ့ပါလီမန်မှာ သုံးရက်ဇတ်တိုက်ဗမာပြည်အကြောင်းကိုဆွေးနွေးတာဒီတော့ဗမာပြည်အကြောင်းကိုတော်လိုင်းရဲမှာသုံးလွတ်တော်ထဲမှာသုံးရက်ဆွေးနွေးတဲ့အခါမင်းတို့ထင်းနေတာသိလားဒီလွတ်တော်ကြီးကျင်းပါတာပတ်စံမကုတ်ဦးထင်းနေတာဖင်လန်နိုင်ငံရဲ့လွတ်တော်တရက်ကျင်းပါလို့ရှိလို့ရှိရင်ယူရို3သိန်းကုန်ဖင်လန်နိုင်ငံရဲ့လွတ်တော်ကတရက်ကျင်းပါလို့ရှိရင်ယူရို3သိန်းကုန် မင်းတို့ဗမာပြည်အကြောင်းငါတို့ဗမာပြည်အကြောင်းကိုပြောတာသုံးရက်ဆက်တိုက်ပြောလို့ရှိရင်ယူရို6သိန်းတသန်းလောက်ကုန်သွားတယ်ငွေရေးချင်းရေးအရတသန်းလောက်ကုန်တဲ့အပြင်မှာမှသူ့နိုင်ငံရဲ့အကြောင်းကိုသုံးရက်လောက်မပြောဘဲနဲ့နေတာကိုယ်နိုင်ငံရဲ့အကြောင်းတော့ဖင်လန်နိုင်ငံရဲ့အကြောင်းဖင်လန်ပြည်သူတွေရဲ့အကြောင်းဖင်လန်နိုင်ငံရဲ့သမားတွေရဲ့အကြောင်းကိုသုံးရက်လောက်မပြောဘဲနဲ့နေ ဒီလွတ်တော်ကြီးက3ရက်လောက်ဗမာပြည်เจ้าကိုပြောတာတပန်းောက်ကုန်သွားတယ်ဖင်လန်နိုင်ငံမှာအလုံးလုံးနေတဲ့ပြည်သူလူထုရဲ့အခွန်ငွေတွေနဲ့ဗမာပြည်အရေးကိုအဲ့လောက်စိတ်ဝင်စားပြီးတော့မင်းတို့ကိုလှုပ်ပေးခဲ့တာနောက်ဆုံးကြတော့ဗာဖြစ်လေမင်းတို့အန်ယူဂျီကလူတွေကဥစိတ်ဝင်တို့ဥစိတ်ဝင်အစိုးရလောက်တောင်မှအရေးချင်းမရှိဥစိတ်ဝင်အစိုးရလောက်တောင်မှမလုံနိုင်တဲ့အခါကျတော့မင်းတို့အန်ယူဂျီကိုဖင်လန်နိုင်ငံကအသိမှမပြုတော့ အရိကကြတော့ဖင်လန်အစိုးရက၃ရက်လောက်လဲကိုပြဿနာကိုမချင်းနိုင်ဘူးယူရိုလဲတန်းလောက်ကုန်သွားတယ်အဲ့တော့မင်းတို့ဗမာတွေကပြောတယ်ဖင်လန်အစိုးရကမကူညီဘူးဖင်လန်အစိုးရကမပေးဘူးမင်းတို့လက်ထဲကိုသာဖင်လန်အစိုးရက လာမပေးတာမင်းတို့ဗမာပြည်သူတွေကမစားရတာဗမာပြည်အတွက်နဲ့ဖင်လန်နိုင်ငံမှာဒေါ်လာတန်းလောက်ကုန်သွားပြီဒီတော့တစ်ခါတခါကြာရင်သိဖို့လိုတယ်နိုင်ငံတကာမှာဗမာပြည်အကြောင်းကို ူလွတ်တော်ထဲမှာနိုင်ယူဝတ်ပဲပြောပြောတနာယီပဲပြောပြောအဲ့ဒီနိုင်ငံကပြည်သူလူထုရဲ့အခွန်ငွေတွေအကုန်အကျတွေရှိတယ်မင်းတို့ဗမာပြည်ကိုနိုင်ငံတွေကအဲ့ဒီလောက်ပဲကူညီနိုင်မှာပေါ့အဲ့ဒီလောက်ပဲထောက်ပံ့နိုင်မှာပေါ့အဲ့ဒီလောက်ပဲလုံနိုင်မှာပေါ့ကိုအစိုးရကအရေးချင်းရှိမယ်ကိုအစိုးရကလုံနိုင်တယ်ပြုနိုင်တယ်ဆိုရင်သူတို့ပို့ပြီးတော့ကူညီမှာပေါ့ကိုအစိုးရကမလုံနိုင်ဘူး ကိုအစိုးရကမကူညီဘူးဆိုရင်သူတို့ကလွှတ်တော်ထဲမှာကုန်တာတောင်မှပြန်ပြီးတော့နှမျောနေမှာပေါ့အချိန်ကုန်တာငွေကုန်တာဟိုပါသူတို့နှမျောနေပြီပေါ့ဒီတော့ခမားတို့ကိုပြောချင်တာကဒီအထဲမှာလာပြီးတော့ဦးကြောင်ကြားလို့လို့ပါလို့လို့နဲ့ပြောနေတဲ့လူတွေရှိတယ်ငင်းညမ်းအောင်ပြောနေတာနေတိုးကကျွန်တော်တို့နေတိုးရှိတာမရှိတာနေတိုးပြောတာမပြောတာကကျွန်တော်တို့တော်လှန်ရေးအတွက်ဘာမှမဖြစ်ပြည်သူလူထုကသိတယ်နိုင်ငံရေးရေချင်းမြင့်တာတွေပါတွေသိတယ်ပြည်သူလူထုက သူစိတ်ကြေနဲ့အောင်သာသူတို့စိတ်ပျော်အောင်သာတီဟတင်ဆိုကြီးဓာတ်နဲ့ခုတ်တာအင်္ဂလိပ်တွေပေးတယ်ဆိုတဲ့ဟာကိုကြည့်ပြီးတော့ရီးနေတာပြည်သူလူထုကသိတယ်အဋ္ဌိကကဓာတ်နဲ့ခုတ်လဲအင်္ဂလိပ်ကတလုံးထိုးနဲ့ပြစ်လိုက်သေရေးဆုံးနဲ့သေတာပဲဆိုတာပြည်သူလူထုကသိတယ်ဒါပေမဲ့ပြည်သူလူထုကဘာဖြစ်လို့တီဟတင်ဆိုကားတွေကြည့်တယ်ထင်းနေလဲရီးခြင်းလုံးဝကြီးလို့ကြည့်နေတာသူတို့ထွက်ပေါက်ကအဲ့လိုရီတော့မှာပဲဖြစ်နေတာအခုနေတိုးကားတွေသွားကြည့်နေတယ်ဒီစစ်တပ်မကောင်းတာလဲသိတယ် သူတို့သားသမီးတွေပေါ်တာဆွဲစစ်သေးဝင်နေရတာလည်းသိတယ်သူတို့တွေဘဝပြက်နေတာလည်းသူတို့သိတယ်ဒါပေမဲ့အော်နောက်ဆုံးကြရင်ငါတို့မှလှုပ်เสียဆိုလို့ကြီးเสียဆိုလို့ဒီအားလေးပဲရှိတယ်ဆိုပြီးဒါလေးကြည့်နေရအဲ့တော့ခမရတို့ကိုဖတာကိုပဲဆုံးဖြတ်ကိုဖတာကိုပဲပြောကိုကံကြမှာကိုဟာကိုပဲကိုဆုံးဖြတ်ပါအဲ့တော့ထပ်ပြောချင်တာကတော့အသက်ကိုညံဆောင်ပါတယ်နော်ဆင်းရဲတဲ့သူတွေကျွန်တော်တို့တွေဆင်းရဲတဲ့သူတွေ အသက်ကိုညံဆောင်တယ်တယောက်နဲ့တယောက်ဖေးမှကူညီကြပါလို့ပြောရင်းနဲ့ပဲဒီ like ကိုညီကုန်းချုပ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်